ပြိုင်ဆိုင်နေများတယ်ပါများပေါ့နော်ဒါပေမဲ့ကျွန်တော်စင်ဆာကိုတစ်ချက်လှမ်းထောက်ကြည့်လိုက်တာပေါ့နော်စင်ဆာကတော့ကားတိုင်းကြည့်ရတာပေါ့လှမ်းထောက်ကြည့်လိုက်တဲ့အခါကျတော့ကားသာများတာပါတဲ့အကယ်ဒမီအတွက်ဒီပြိုင်ဆိုင်ရမယ့်ကားမျိုးကတော့ရခိုင်နှုန်းတော်တော်နည်းပါတယ်တဲ့အဲ့လိုပြောပါတယ်အဲ့တော့အခု80ကျော်ကိုကိုတို့ကဘယ်တော့စကြည့်ရလဲအဲကျွန်တော်ဒီလ26ရက်နေ့လောက်စကြည့်ဘာချစ်ယူမင်းကလင်တာယူဒီ January အကုန်မှာကျွန်တော်တို့ စုရည်အတွက်ကိုစဉ်းစားပြအောင်ကျွန်တော်လုပ်ထားမှာပါ။ဟုတ်လုပ်ထားမယ်ကျွန်တော် February လာစမ်းမယ့်အနေစာပြီး February လလေလောက်ကြည့်ပါတော့။အဲဒီလောက်ကြည့်တော့ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မှားပါတယ်။အပိတ်သက်တူကတော့သူကပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့စံချိန်စံကျိုးနဲ့ကန့်ညီအောင်ကြိုးစားပြီးတော့ကျွန်တော်တို့ပြင်နေပါတယ်လို့နော်။ဒီနေ့ကတော့ရှင်းပါတယ်။မနေ့ကလည်းကျွန်တော်ရှင်းပါတယ်။ အကယ်ဒမီရဟို nomination မှာပါသွားပြီဆိုလို့ရှိရင်ကျွန်တော်လုံးဝဒုတိယဆင်မှာကြီးခွင့်မပေးတော့ပါဘူးဟုတ်ကဲ့ပါအဲ့နည်းနည်းတွေ့ကြတော့ပထမဆုံးနှစ်ကတော့ဟိုသတင်းတန်တန်လေးအကျောင်းနှစ်နှစ်အတွင်းမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီဘက်မှာတောင်းရင်မှာသတင်းတန်တန်လေးထွက်သွားတယ်ပေါ့နော်ထွက်သွားတဲ့အတွက်ကြောင့်မလို့အဲဟိုပွဲမှာမေးတဲ့ခါမှာတချို့တွေဆိုလို့ရှိရင်ကွက်တီးကြီးလို့ ြောသွားနိုင်တခြေအနေမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကအရန်ကိုကျွန်တော်တင်းကြလိုက်ပြီးတော့ဒီဟာတရင်မပေါအောင်ပေါ့နော်မပေါအောင်လုပ်ခဲ့တဲ့အခါမှာအခုနောက်ပိုင်းနည်းနည်းမှာတော့ကျွန်တော်တို့တရင်မနစ်ပြီးခဲ့တဲ့နေ့ကဆိုလို့ရှိရင်တော့တရင်လုံးဝမပေါက်တဲ့ပုံစံမျိုးလောက်ကိုရှိပါတယ်ဟုတ်ကဲ့အဲ့တော့ဒီနေ့လေးအရာမျိုးပဲကျွန်တော်ဆက်ပြီးတင်းတင်းသွားမှာပါကျွန်တော်တို့အခုတွက်ထားတဲ့ဟာကအလုံး89ကားရှိရပြ89ကားမှာအခုဟို တန်းကျော်သွားတဲ့အတွက်ကြောင့်မလို့ဝင်ငွေစံချိန်ကျော်သွားတဲ့အတွက်ကြောင့်မလို့နောက်တစ်ပတ်ထပ်ဆုပ်လိုက်တဲ့ခါမှာတကားယော့သွားတာပေါ့နော်တကားယော့သွားအဲ့ဒီလိုပဲဝင်ငွေစံချိန်ကြီးကျော်လို့ယော့သွားမယ်ယော့သွားမယ်ဆိုပြီးမနစ်ကဆိုလို့ရှိရင်ကျွန်တော်၄ကားတော့ယော့တယ်ဒီနှစ်လဲဒါပြောလို့မရဘူးပေါ့နော်တခုတော့ရှိတာဒီနှစ်ကကျွန်တော်ဖြတ်ကားရှိနေတဲ့အတွက်ကြောင့်မလို့နှစ်ကားနှစ်ကားတော့မယော့ဘူးအဲတကားဝင်ငွေစံချိန်ကျော်လို့ရှိရင်တော့တကားစီတော့ယော့သွားမှာပေါ့နော်ဟော80ကျော်လောက်တော့ကျွန်တော်မှန်းတာပါပဲ အဲ့ဒါကကျွန်တော်တို့လည်းကြားပါတယ်အပြိုင်ဆိုင်တွေများတယ်ဗာညာပေါ့နော်ဒါမှမဟုတ်ကျွန်တော်စင်စာကိုတစ်ချက်လှမ်းထောက်ကြည့်လိုက်တာပေါ့နော်စင်စာတော့ကားတိုင်းကြည့်ရတာပေါ့လှမ်းထောက်ကြည့်လိုက်တဲ့အခါကျတော့ကားသာများတာပါတဲ့အကယ်ဒမီအတွက်ဒီပြိုင်ဆိုင်ရမယ့်ကားမျိုးကတော့ရခိုင်နှုန်းတော်တော်နည်းပါတယ်တဲ့အဲ့လိုပြောပါတယ်အဲ့တော့အခုအဲ့80ကျော်ကိုအခုတို့ကဘယ်တော့စကြည့်ရလဲကျွန်တော်ဒီလ26ရက်နေ့လောက်စကြည့်ကြည့်ပါတော့။တောင်းတဲ့နေ့ကနေ့နှစ်ကားပဲတော့။ဒီနေ့နှစ်ကားကိုကြည့်တော့မှာပါဟုတ်။ဒီအောင်ရင်ကြီးမြေ ြင်းပြီးရှုံးနေတယ်။ဟုတ်ကဲ့အခုဒီနှစ်ကကျွန်တော်ပုံစံလေးနည်းနည်းပြောင်းထားပါရယ်ဗျ။ပုံစံနည်းနည်းပြောင်းထားရဆိုတော့ကျွန်တော်တို့ဟိုအနုပညာရှင်အများစုကအကဲဖြတ်နိုင်အောင်ပေါ့နော်။ကျွန်တော်ပထမဆုံးအကဲဖြတ်တဲ့အခါမှာကျွန်တော်တို့လူကြီးကန့်သတ်မထားတော့ပါဘူး။မနေ့ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအလွှာလိုက်ပေါ့နော်အလွှာလိုက်ဟို၃ယောက်၅ယောက်စီအဲ့လိုလေဆိုတော့အားလုံးဆိုလို့ရှိရင်ကျွန်တော်အစိတ်တော့ပေါ့နော်ပထမအဆင့်မှာ ဒီကြည်နိုင်တဲ့အကယ်ဒမီရပီးသားဝိုင်းပညာရှင်တွေအားလုံးကြည်နိုင်အောင်ကျွန်တော်ဖိတ်ခေါ်ထားပါတယ်လူရောက်60ကျော်လောက်ရှိပါတယ်ဆိုတော့အဲဒီအားလုံးကနေပဲတော့သူတို့အချိန်ပေးနိုင်ပေးနိုင်သူလာကြည့်ပေးပါလိမ့်မယ်လာကြည့်ပေးပြီးတော့သူတို့ပထမဆုံးကိုရွေးချယ်ပါမယ်ဒုတိယဆင့်ကြောက်ရောက်ရင်လာကျွန်တော်တို့ကဒုတိယဆင့်မှာတော့ကျွန်တော်တို့အမှတ်တင်နေတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲပထမဆင့်မှာ nomination မှာပါဝင်သွားတဲ့လူပညာရှင်တွေအားလုံးကထွက်ပြေးရပါမယ် စကားတင်ဆင်းမှာစကားထဲမှာပါသွားတဲ့အနုပညာရှင်တွေအတတ်ပညာရှင်တွေအားလုံးကဒုတိယဆင်းမှာဆက်မပါတော့ပါဘူးသူတို့ထွက်ပြေးရပါမယ်ဒုတိယဆင်းမှာကအဲဒီကျန်ရတဲ့အနုပညာရှင်တပ်ပညာရှင်တွေနဲ့တကယ်လို့မလုံလောက်ဘူးဆိုလို့ရှိရင်ဝါရင်အနုပညာရှင်တပ်ပညာရှင်တွေကိုကျွန်တော်ထပ်ဆောင်ပြီးတော့ဒုတိယဆင်းကိုဆက်လက်ကြည့်သွားဖို့စီစဉ်ထားပါတယ်ဟုတ်ကဲ့ပါဘူးအခုအဲ့တော့ဒီပထမအဆင့်နဲ့ဒုတိယအဆင့်အကိုရက်ဘလောက်လောက်ကြာလဲကြာဘူးနှစ်ရက်သုံးရက်ပဲကြာမှာ ။မင်းရဲ့သုံးရပဲ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတနေ့ပြီးတာနဲ့တနေ့ကျွန်တော်အိုက်ဆင်းတွေကိုဖဲထုတ်ဖဲထုတ်ဖဲထုတ်သွားပြီးတော့နောက်ဆုံးကားကြည့်ပြီးတာနဲ့နောက်နေ့မှာကျွန်တော်အိုက်ဆင်းထုတ်ပြန်လိုက်မှာပဲ။ဆင်းထုတ်ပြန်ပြီးတာနဲ့နောက်တရက်လောက်နေပြီလို့ရှိရင်ကျွန်တော်အဲ့အတွင်းမှာပဲကျွန်တော်တို့ဟိုဒုတိယဆင့်ကြီးမဲ့ပုံစံတွေကိုကျွန်တော်တို့ဖိတ်ကြပြီးတော့မှဆက်ပြီးကြည့်သွားမှာပါ။ကျွန်တော်မှန်းကြီးကတော့ကျွန်တော်မနစ်ကလောက်ပါပဲကျွန်တော်တို့က ဒီ January အကုန်မှာကျွန်တော်တို့စုရည်အတွက်ကတော့စဉ်းစားပြအောင်ကျွန်တော်လုပ်ထားမှာပါ။ဟုတ်လုပ်ထားမယ်ကျွန်တော် February လာစမ်းမယ့်ကနေစပြီး February လလေလောက်ထိပေါ့နော်။အဲဒီလောက်ထိတော့ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မှန်ပါတယ်။စုကအားလုံး7စုနဲ့အထူးစုတစ်စုနဲ့12စုရှိတယ်ပေါ့နော်။12စုရှိတယ်။ဒါဒါကျွန်တော်တို့အကဲဖြတ်ရတဲ့အပိုင်းပေါ့။ကျွန်တော်တို့အကဲဖြတ်ခင်မှာမပါတဲ့လူရှင်တသက်တာစုကိုတော့ကျွန်တော်နိုင်ငံကြီးတွေနဲ့ဒီပဲဟိုဟာသက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြောသူတို့ဆုံးဖြတ်ပါလိမ့်မယ်။ အထူးစုကကျွန်တော်တို့၄စုရှိပါတယ်ပထမဆုံးကတော့ makeup အထူးစု makeup အထူးပြု makeup ပေါ့နော်အထူးပြု makeup ဆိုရိုးရိုး makeup မဟုတ်ပါဘူး special effect ဟုတ်တယ် special effect makeup ပေါ့နော်အဲ့ဒါရဲ့နောက် creative ဆောင်စုရဲ့နောက်တစ်ခုကဝတ်စားစင်မှုစုရဲ့နောက်တစ်ခုကတော့ကျွန်တော် CGI ခေါ်တဲ့ visual effect ပေါ့နော်အာဒီ computer effect နဲ့လုပ်ထားတဲ့ဟာတွေအဲ့ဒီဟာနဲ့ပတ်သက်တဲ့စုအားလုံး၄စုရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဟို visual effect နဲ့ပတ်သက်လို့ကတော့ ဘလောက်ကြီးကောင်းနေနေပေါ့နော်သူတို့စီကနေပြီးတော့ဘယ်လိုလှုပ်ထားပါလဲဆိုတော့ before after ဆိုတော့ file နေမပို့ပေးလို့ရှိရင်ကျွန်တော်တို့ကမရွေးချယ်ပါဘူးဒါကတော့ကျွန်တော်စီမင်းစီကန်းနေမှာလည်းထုတ်ထားပြီးကြပါကျွန်တော်စီဂျန်အဖွဲ့ကိုလည်းခေါ်ပြီးတော့ဒါကိုအတိပေးထားပြီးကြပါဒီစတင်ကြည့်ရှုတဲ့အချိန်အနေစပြီးတော့ကိုယ့်ရဲ့ဆောင်ရွက်ထားတဲ့ဒီ visual effect နဲ့ပတ်သက်တဲ့ data တွေပေါ့နော် before after ပေါ့အကုန်လုံးဟုတ်ကဲ့အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့စီကိုတင်ပေးထားပါကျွန်တော်ဒီဘက်ကနေပြီးတော့ကြိုက်နေလို့ရှိရင်ကျွန်တော်ဒါကို use ပေးပါမယ် မကန့်ညူဆိုတော့လေဒါဆက်လက်調査ပါပေါ့နော်ဒါတွေကျွန်တော်ခေါ်ပြီးတော့တည်ပေးထားပြီးပါပြီဟုတ်ကဲ့ဒါကတော့သူဟိုသူ့ရဲ့ဆန်ကျင်ဆန်ကျင်ကလည်းကောင်းနေတယ်နောက်သူ့ရဲ့အပြိုင်ရလည်းမရှိဘူးဆိုလို့ရှိရင်တော့လေသူရတော့နေတာပဲအဲအပြိုင်ရှိလာတယ်ဆိုလို့ရှိရင်တော့အပြိုင်နဲ့ရှင်ရွေးရတော့မှာပေါ့နော်ရှင်ရွေးတဲ့အခါမှာအဲများသောအားဖြင့်ကတော့ကျွန်တော်တို့ကတော့ဟိုပစ်ချက်ကလေးကိုပြန်ရှာရတာပေါ့နော်ဘယ်ညမှာအာရော်တယ်ဘယ်ညမှာကောင်းတာတော့နှစ်ယောက်ဆုံးကောင်းနေပြီဒါဘယ်ညမှာဘယ်ကတော့အာရော်သွားတယ်ဆိုတာလေးကျွန်တော်ပြန်ရှာရတာဒါချစ်ယူမင်းကလင်တာယူ ပြည်သက်တွေကတော့ကပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့စံချိန်စံကျိုးနဲ့ကန့်ညီအောင်ကြိုးစားပြီးတော့ကျွန်တော်တို့ပြင်နေပါတယ်လို့နော်ဒီနှစ်ကတော့ရှင်းပါတယ်မနစ်ကလည်းကျွန်တော်ရှင်းပါတယ် Academy ဟို nomination မှာပါသွားပြီဆိုလို့ရှင်းတော့ကျွန်တော်လုံးဝဒုတိယဆင့်မှာကြီးခွင့်မပေးတော့ပါဘူးဟုတ်ကဲ့ပါ